ကျမရေးအတွက်ဝင်မကုန်ခြင်းဘူးဆိုရင်ပြုလုပ်လို့ရတဲ့သိပ္ပံနေကြတွေးရှိထားတဲ့နေလန်ကောင်တစ်ခုရှိပါတယ်အဲ့တော့အဲ့ဒီနေလန်ကဘာလဲဆိုတော့တော့တနေ့ကို6လမ်းမ9000လမ်းလျှောက်ပေးဖို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တနေ့ကို6လမ်းမ9000လမ်းလျှောက်ပေးခြင်းအပြင်ဒီကျွန်တော်တို့အတွက်ဒီတန်ဖိုးမဖြစ်နိုင်တဲ့ကောင်းကျိုးအများကြီးကိုရရှိစေပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာဒီတနေ့ကို6လမ်းမ9000လမ်းလျှောက်ခြင်းရောက်မှုလို့ရရှိနိုင်တဲ့ကောင်းကျိုးတွေနဲ့ဒီလမ်းလျှောက်တဲ့အလေးအကျင့်ကိုကျွန်တော်တို့အမြဲတမ်းဆွဲနေအောင်လို့ဘယ်လိုမျိုးပြုလုပ်သင့်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ် ။ဟောဒီကြောင့်ရလေးကိုမပြောခင်မှာကျွန်တော်လက်ရှိဒီဝန်ဆောင်မှုပေးနေတဲ့ဝန်ဆောင်မှုလေးတစ်ခုနဲ့မဲဆက်ပေးခြင်းပါလေ။အဲ့တော့အဲ့ဒါဘာလဲဆိုတော့ဒီမြန်မာပြည်မှာရှိတဲ့သူတွေပဲဖြစ်ဖြစ်နိုင်ငံခြားရောက်မြန်မာတွေပဲဖြစ်ဖြစ်ထိုင်းနိုင်ငံဘန်ကောက်တို့ချင်းပိုင်တို့မှာစေရုံစေကံပြကျင်တယ်မက်ဒီကယ်ချက်ကလုံးချင်တယ်ဆိုရင်ဒီကျွန်တော်တို့ဒေါက်တာ team ကနေပြီးတော့အခမဲ့ဝန်ဆောင်မှုပေးနေပါတယ်။ကြည့်ဒါဆိုရင်ကျွန်တော်ဒီလမ်းလျှောက်ချင်းရဲ့အကောင်းကျိုးတွေကိုစပြီးတော့ပြောပြပေးပါမယ်။အဲ့တော့နာမည်ကြီးတဲ့ website တခုဖြစ်တဲ့ The Lancet Public Health ကကျွန်တော်ထုတ်ပြန်ချက်အရာ ဒီတနေ့ကိုခြေလှမ်းပေါင်း9000လမ်းလျှောက်ခြင်းအပြင်ကျွန်တော်တို့ရရှိနိုင်တဲ့ဒီကောင်းကျိုးတွေထဲမှာနံပါတ်1ကောင်းကျိုးကဘာလဲလို့ဆိုတော့ဒီကျွန်တော်တို့လူသားတွေရဲ့အသက်ဆုံးရှုံးနိုင်ခြင်းအသက်ဆုံးရှုံးနိုင်ခြင်း48ရက်ကတော့ရှင်းချပေးနိုင်တယ်အဲ့တော့တနေ့ကိုခြေလှမ်းပေါင်း9000လမ်းလျှောက်ပေးခြင်းကကျွန်တော်တို့ရဲ့အသက်ဆုံးရှုံးနိုင်ခြင်းကို48ရက်ကတော့တော့ရောကြစီရဖြစ်ပါတယ်အဲ့တော့ဘာကြောင့်အသက်ဆုံးရှုံးနိုင်ခြင်းလဲဆိုတော့ဒီဘာအကြောင်းပဲဖြစ်ဖြစ်ဘာယောဂကြောင့်ပဲဖြစ်ဖြစ်မလေးဖြက်လို့ပဲဖြစ်ဖြစ်နှလုံးယောဂကြောင့်ပဲဖြစ်ဖြစ်ကန်ဆာကြောင့်ပဲဖြစ်ဖြစ်အသက်ကြီးလို့ပဲဖြစ်ဖြစ် စသဖြင့်ဘာယောဂကြောင့်ပဲဖြစ်ဖြစ်အသက်ဆုံးကျောင်းတိုင်းကို49ရာခိုင်နှုန်းရှော့ချပေးတာဖြစ်ပါတယ်ဒါတော်တော်များတဲ့ရာခိုင်နှုန်းတစ်ခုပေါ့အဲ့တော့နောက်ထပ်ကောင်းကျိုးပေါ့နောက်ထပ်ကောင်းကျိုးတစ်ခုကတော့နှလုံးနဲ့သွေးကြောဆိုင်ရာယောဂဖြစ်နိုင်ခြေကို25ရာခိုင်နှုန်းရောကြစေတယ်အဲ့တော့နှလုံးနဲ့သွေးကြောဆိုင်ရာယောဂဆိုတာဘယ်လိုယောဂမျိုးတွေပြောတာလဲဆိုတော့နှလုံးသွေးကြောကျင်းတာတော့နှလုံးသွေးကြောပိတ်တာတော့ half failure လို့ခေါ်တဲ့နှလုံးမညှစ်နိုင်တဲ့ယောဂတွေ atherosclerosis လို့ခေါ်တဲ့သွေးကြောထဲမှာဒီအဆီတွေပိတ်တဲ့ယောဂမျိုးတွေပေါ့နော်ဒီလိုယောဂတွေအဲ့ဒီလိုယောဂတွေနောက်သွေးတုပ်ယောဂပေါ့ စတဲ့ယောဂတွေရဲ့ဖြစ်နိုင်ခြေကို25ရက်လိုက်နော်ယောကြစီရဲ့အဲ့တော့လမ်းလျှောက်ပေးခြင်းမျိုးကျွန်တော်ကစိတ်ပစ္စည်းမှုတွေလည်းယောကြစီတယ်နောက်တွေးလဲပတ်မှုကောင်းစီတယ်ဥနောက်ထဲကိုသိစစ်စစ်မှုလည်းကောင်းစီတယ်နောက်တစ်ချက်ကသွေးပေါင်ကျစီတယ်နောက်သွေးရင်းအဆီကျစီတယ်ဒီလိုကောင်းကျိုးတွေကြောင့်မို့လို့ဒီလိုမျိုးနှလုံးနဲ့သွေးကြောဆိုင်ရာယောဂတွေရဲ့ဖြစ်နိုင်ခြေကို25ရက်လိုက်နော်ယောကြစီရာဖြစ်ပါတယ်နောက်နောက်တစ်ချက်ကတော့နှလုံးနဲ့သွေးကြောဆိုင်ရာယောဂတွေကြောင့်မို့လို့အသက်ဆုံးရှုံးနိုင်ခြေကို49ရက်လိုက်နော်ယောကြစီတယ်နောက်တစ်ချက်ကတော့ကျွန်တော်ကန်ဆာဖြစ်နိုင်ခြေကို 6ရာခိုင်နှုန်းရောကြစေတယ်။နောက်တစ်ချက်ကတော့ကျွန်တော်ကန်ဆာကြောင့်အသက်ဆုံးရှုံးနိုင်ခြေကို38ရာခိုင်နှုန်းရောကြစေတယ်။နောက်တစ်ချက်ကတော့ကျွန်တော်အမျိုးအစားနှစ်စီးကျိုးဖြစ်နိုင်ခြေကို14ရာခိုင်နှုန်းရောကြစေတယ်။အဲ့တော့ကျွန်တော်လမ်းလျှောက်ပေးခြင်းအဖြစ်ဒီသွေးထဲမှာရှိတဲ့အချိုဓာတ်တွေကိုလည်းရောကြစေတယ်၊ကိုလေးခြင်းကိုလည်းကြစေတယ်။အဲ့တော့ဒီလိုနေရာဖြစ်စီးကျိုဖြစ်နိုင်ခြင်းအမျိုးအစားနှစ်စီးကျိုဖြစ်နိုင်ခြင်းကိုကျွန်တော်တို့ရောကြစေရဖြစ်ပါတယ်။နောက်နောက်တဲ့တစ်ချက်ကတော့ကျွန်တော် dementia လို့ခေါ်တဲ့ဒီကျွန်တော်တို့ကျွန်တော်တို့ရဲ့အုံနှောက်ရဲ့ဒီလုပ်ငန်းတွေကျဆင်းပြီးတော့တတိတွေမေ့လျော့တာဒီစိတ်ပိုင်းဆိုင်ရာ လုံးဆောင်နိုင်စွမ်းနဲ့ရောကြတဲ့ယောဂပေါ့နော်ဒီ dementia ယောဂကျွန်တော်ဖြစ်နိုင်ခြေကိုလည်း38ရာခိုင်နော်ရောကြစေနောက်တစ်ချက်ကတော့ကျွန်တော် depressive symptom လို့ခေါ်တဲ့စိတ်ကျယောဂလက္ခဏာတွေကိုလည်းကျွန်တော်22ရာခိုင်နော်ရောကြစေတယ်နောက်တစ်ချက်ကတော့ကျွန်တော် fall လို့ခေါ်တဲ့ဒီချော်လဲနိုင်ခြေအလားအလာကိုလည်း28ရာခိုင်နော်ရောကြစေတယ်လူငယ်တွေမှာတော့ဒီချော်လဲရဲဆိုတဲ့ကိစ္စအသိမဖြစ်ပေမဲ့လူကြီးတွေမှာဆိုရင်တော့ဒီချော်လဲရဲဆိုတဲ့ပြဿနာအရင်ကြီးရဲ့အဲ့တော့ချော်လဲသွားလို့ရှိရင်အခက်မတင်လို့ရှိရင်ဥကောင်းအောင်ထိခိုက်သွားရင်နောက်သူကျော်ပောက်တာတို့ အဥကောင်ကိုယူကွဲသွားတာဖြစ်နိုင်တယ်။နောက်အယိုးတွေကျိုးသွားမယ်ဆိုရင်လည်းကျွန်တော်ဒုက္ခိတဖြစ်သွားတာမျိုးတွေလည်းကျွန်တော်ဖြစ်နိုင်တယ်။ဒါကြောင့်မို့ဒီချော်လဲတဲ့အလားအလာလည်းသူကရော့ကြစေတယ်။အဲ့တော့လမ်းလျှောက်ပုံမှန်လမ်းလျှောက်ပေးခြင်းအဖြစ်ကျွန်တော်တို့ကအယိုးတွေကျွတ်သားတွေကိုတန်ပါလာစေရယ်။နောက်ကျွန်တော်တို့ရဲ့အစစ်မြစ်တွေရဲ့လှုပ်ရှားနိုင်စွမ်းတွေကိုလည်းပို့ပြီးတော့ကောင်းလာစေရယ်။ဒီလိုနေရာဖြင့်ဒီချော်လဲနိုင်တဲ့အလားအလာကိုရောအများကြီးရော့ကြစေတာဖြစ်ပါတယ်။ အဲ့တော့ဒါတွေကကျွန်တော်တို့တနေ့ကိုခြေလမ်းပေါင်း9000တောင်လမ်းလျှောက်ကျင်းကြမလို့ရရှိနိုင်တဲ့အကောင်းကျိုးတွေဖြစ်ပါတယ်။အရင်တော့ဆိုရင်တော့ကျွန်တော်တနေ့ကိုခြေလမ်းပေါင်း1000လမ်းလျှောက်တင်နေဆိုပြီးတော့အကြံပြုထားကြတာပေါ့။အခုဆိုရင်ရော့တော့ရော့သွားပြီပေါ့နော်။ခြေလမ်းပေါင်း9000လမ်းလျှောက်အောင်တဲ့ဒီလိုကောင်းကျိုးတွေကိုကျွန်တော်ကရရှိနိုင်တယ်ဆိုတော့သိပ္ပံနေကြတွေ့ရှိကြတာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ကဒီနေ့စဉ်ခြေလမ်းပေါင်း9000လမ်းလျှောက်ဖြစ်အောင်လို့ဘယ်လိုမျိုးဝင်းမြူရမှာလဲဆိုရင်နံပါတ်1အချက်ကတော့ကျွန်တော်တို့အခုဒီဗီဒီယိုကိုကြည့်တဲ့အချိန်ကစပြီးတော့ကိုယ်ကလမ်းပုံမှန်လျှောက်တဲ့သူပဲဖြစ်ဖြစ်လမ်း မလျှောက်ဖြစ်တဲ့သူပဲဖြစ်ဖြစ်ပုံမှန်လမ်းလျှောက်ပြီးမယ်အဲ့တော့ပုံမှန်လျှောက်တဲ့သူတွေကလည်းခြေလမ်းပေါင်း9000မပြည့်ဘူးဆိုရင်ကိုကလည်းအချိန်သိပ်မပေးနိုင်ဘူးဆိုရင်တနေ့ကိုနည်းနည်းချင်းစီခြေလမ်းပေါင်း500 500စီတိုးတိုးသွားမယ်တနေ့ချင်းတိုးသွားမယ်ဆိုရင်ကျွန်တော်တနေ့နေ့မှာခြေလမ်းပေါင်း9000ကျွန်တော်တို့ပြည့်အောင်လျှောက်သွားမယ်အဲ့ဒီလိုမျိုးအလေးချင်းဖြစ်အောင်ကျွန်တော်ပြလုပ်ပေးမယ်နောက်တစ်ချက်ကကျွန်တော်ခွဲခွဲပြီးတော့ရှောက်ပေါ့အဲ့ခွဲခွဲပြီးတော့ရှောက်ဆိုတာတစ်ခါရင်းနဲ့ဥမာနိုင်ဝဲအပြည့်မရှောက်နိုင်ဘူးဆိုရင်အဲ့မနေ့7မိနစ်နေ့ကင်း7မိနစ်ည7မိနစ်ဒီလိုမျိုးအချိန်လေးခွဲပြီးတော့လမ်းလျှောက်ပေးပေါ့ တို့ကအစစားပြီးတဲ့ချိန်တွေမှာဆယ်မိနစ်လောက်လမ်းလျှောက်ပေးတာမျိုးအဲစသဖြင့်ပေါ့နော်ဒီလိုမျိုးလှုပ်ပေးရမယ်။ဟောနောက်တစ်ချက်ကတော့ကျွန်တော်တို့ကဒီလမ်းလျှောက်တာကိုကိုယ့်ရဲ့နှိမ့်စဉ်အလုပ်တစ်ခုအနေနဲ့တတ်မှတ်ပြီးတော့အာတတ်မှတ်တင်တယ်ပေါ့။ဘာကျွန်တော်နှိမ့်စဉ်ခမင်းစားမယ်။အဲညာဘက်ဆိုအိတ်မယ်။ဒီလိုမျိုးနှိမ့်စဉ်မဖြစ်မနေလောက်ရမယ်အလုပ်တစ်ခုလိုမျိုးကျွန်တော်လမ်းလျှောက်တာကိုကျွန်တော်တတ်မှတ်ပြီးတော့လုပ်ဆောင်ပေးမယ်။နောက်တစ်ချက်ကကျွန်တော်မဖုံးပြောကိုယ်ဖုံးအကြိုက်ပြောမယ်ဆိုရင်လည်းဖုံးပြောရင် time မပြောဘဲနဲ့လမ်းလျှောက်ပြီးပြောတာ။နောက်အလုပ်သွားတာပဲဖြစ်ဖြစ်ရုံးသွားတာပဲဖြစ်ဖြစ်ကားပါကင်ကို ညီညီလေးမထိုးဘဲနဲ့ကားပါကင်ကိုခပ်ဝေးဝေးမှသွားထိုးပြီးတော့ကျွန်တော်ဒီကားကနေပြီးတော့ဒီကားပါကင်ကနေပြီးတော့ကျွန်တော်ကိုယ့်ရဲ့အလုပ်စပွဲစီကိုလမ်းလျှောက်ပြီးသွားတာမျိုးပေါ့အဲနောက်အပေါ်ဒီအပေါ်တက်တွေပိုင်းတက်ရမယ်ဆိုရင်လည်းပဲလေကားနဲ့တက်တာမျိုးတက်လေကားတော့ဆက်လေကားနဲ့မတက်ဘဲနဲ့လေကားနဲ့တက်တာမျိုးပေါ့ဒီလိုမျိုးလမ်းကိုမလျှောက်ဖြစ်လျှောက်ဖြစ်အောင်လို့ကျွန်တော်အလေ့ကျင့်နေကျွန်တော်မွေးမြူပေးရမယ်နောက်တစ်ချက်ကတော့ကျွန်တော်အိမ်လျှောက်လေတာပေါ့နော်ဒီကျွန်တော်မြန်မာတွေဆိုရင်အိမ်လေတဲ့အလေ့ကျင့်ရှိတယ် ကျွန်တော် level တွေမှာဆိုရင်ဒီလိုမျိုးအင်းလဲပေးခြင်းကလည်းဒါစိတ်ပစ္စည်းမှုတွေရောကြစီတယ်အင်းလဲပြီးတော့ကစကားတွေပြောမယ်ပြီးတော့လမ်းလျှောက်ခစ်တယ်အင်းလျှောက်လဲတာလည်းဒီလိုလည်းကျွန်တော်လုပ်ပေးလို့ရတယ်။တော့ကလမ်းလျှောက်တာတော့တယောက်တည်းပြင်းတယ်ဆိုရင်ပြောစရာလည်းကောင်းအောင်ဆိုတကူကိုယ်တငယ်ချင်းတွေကိုအပေါ်ခေါ်မယ်ကိုယ်မိသားစုဝင်နဲ့လျှောက်မယ်ဟိုတလေးဆန်နဲ့ချစ်တယ်ဆိုလည်းအိမ်မှာခွေးလေးပဲမွေးထားရဆိုလည်းခွေးလေးနဲ့လမ်းထွက်လျှောက်ပေးတာမျိုးဒါမျိုးတွေကျွန်တော်တို့လုပ်ပေးခြင်းအပြင်လမ်းလျှောက်တဲ့အလေးချင်းကိုကျွန်တော်တို့အမြဲတမ်း habit တစ်ခုလို့ဟိုဖြစ်သွားအောင်လို့ကျွန်တော်တို့တည်ခြင်းကိုမွေးမြူ ပေးရမှာဖြစ်ပါတယ်။ဒီလိုမျိုးကျွန်တော်ပုံမှန်တနေ့ကိုခြေလမ်းမ9000လမ်းလျှောက်ပြင်ခြင်းအပြင်အပေါ်မှာပြောခဲ့တဲ့ကျွန်တော်ယောဂတွေဖြစ်နိုင်ကြီးဒါအသက်ဆုံးရှုံးနိုင်ကြီးတွေအများကြီးရောကြစေဒါဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုကကျမ်းမာရေးအတွက်ငွေကုန်မခံချင်ဘူးဆိုရင်နေ့စဉ်ခြေလမ်းမ9000ဒီနေ့ကဆက်ပြီးတော့လမ်းလျှောက်ပေးပါအခုကြည့်နေတဲ့မိတ်ဆွေကထိုင်းနိုင်ငံဘန်ကောက်တို့ချင်းပိုင်တို့မှာမက်ဒီကယ်ချက်ကလုတ်ချင်တယ်ဆေးရုံစေခံပြချင်တယ် ဒါပေမဲ့ဘယ်ကစပြီးတော့လောအမှန်မသိဘူးဘသူနဲ့ချိန်ဆရမှန်မသိဘူး။နောက်မကုံသိနေတာတွေလည်းမကုံချင်ဘူး။နောက်ဒီဘက်ခေတ်မှာဆိုရင်လည်းအလိန်ညာတွေများတော့အလိန်ခံရတာမျိုးတွေလည်းမဖြစ်ချင်ဘူးဆိုရင်ကျွန်တော်တို့ဒေါက်တာအောင် team နဲ့ချိန်ဆက်ဆက်သွယ်လို့ရပါတယ်။အဲ့တော့ကျွန်တော်တို့ဒေါက်တာအောင် team အနေနဲ့မြန်မာလူနာတွေကျွန်တော်ထိုင်းနိုင်ငံမှာစေယုံစီရင်ပြကျင်နေဆိုရင်ထိုင်းနိုင်ငံကဒီစိတ်ချရတဲ့စေယုံနေနဲ့ချိန်ဆက်ပေးတဲ့ one stop service ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။အဲ့တော့လက်ရှိမှာဆိုရင်ကျွန်တော်ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာရှိတဲ့စေယုံ6ခုနောက်ချင်းမတ်မြို့မှာစေယုံ3ခုစုစုပေါင်းစေယုံ9ခုနဲ့ခြေဆက်ထားပါတယ်ကျွန်တော်အနေနဲ့ပေးမဲ့ဝန်ဆောင်မှုကတော့ဒီလူနာနဲ့ကျွန်တော်တို့ဒီဒေါက်တာအောင် team ကမြန်မာဆရာတော်တယောက်နဲ့ဒီကနက်ဦးအခမဲ့ဆွေးနွေးတိုင်ပင်ပေးတာနောက်လူနာသိကျင်တဲ့သတင်းအချက်အလက်တွေနောက်ခံမှန်းကုန်ကြားဈေးတွေကိုကြိုတင်ပြီးတော့ပြောပြပေးတာနောက်မြန်မာဇက်ကပြန်ဝင်ဆောင်မှုပေါ့နော်အော်ဒါတွေကနေစပြီးတော့အကယ်လူနာဘက်ကလိုအပ်တဲ့ဆိုရင် hotel booking ယူတာတို့ နောက်လေရင်လက်မှတ်ဖြတ်တာတို့အဲ့တော့စတဲ့ဝန်ဆောင်မှုတွေကိုပါပေးပါတယ်။ဒီနေ့မှကျွန်တော်ပြောပြချင်တာကလူနာတွေအနေနဲ့မိမိကိုယ်တိုင်အစီအကံတွားပြတာနဲ့ဒီကျွန်တော်တို့ team နဲ့ချိတ်ဆက်ပြီးတော့တွားပြတာနဲ့မှာကုန်ကျစရိတ်ကအတူတူပဲဖြစ်ပါတယ်။ပုံမှန် process မှာဆိုရင်ကျွန်တော်တို့ကဒီ Luna C ကနေပြီးတော့တည်သက်ဝင်ဆောင်ကဆိုပြီးတော့ထပ်ပြီးတော့မယူပါဘူး။အော်ဒါဆိုရင်ကျွန်တော်တို့ကဒီ profit ကိုဘယ်ကရမလဲဆိုတော့အဲ့တော့ကျွန်တော်တို့ကစေးရုံ C ကနေရတာပါ။အဲ့တော့ဒီ Luna C ကနေပြီးတော့ကျွန်တော်တို့တည်သက်ဝင်ဆောင်ကဆိုပြီးတော့ထပ်ယူတာမျိုးမရှိပါဘူး။ ော်ဒါကတော့ကျွန်တော်တို့ဒီ Luna နဲ့ဒီကျွန်တော်တို့ကြားထဲမှာဒါတိကျချင်းချင်းလေးလေးသိအောင်လို့ကြိုပြီးတော့ပြောပြထားတာဖြစ်ပါတယ်။အော်နောက်တစ်ခုကဒီဇင်းနှုံးလေးပေါ့နော်။စေယုံဘက်ကတတ်မှတ်ထားတဲ့ဇင်းနှုံးလေး။အော် Luna တွေကဇင်းနှုံးသိကျင်တယ်ဇင်းနှုံးမေးတယ်ဆိုရင်ကျွန်တော်တို့ကစေယုံဘက်ကတတ်မှတ်ထားတဲ့အဲချပြထားတဲ့ဇင်းနှုံးအတိုင်းပဲကျွန်တော်က Luna တွေကိုပြန်ပြီးတော့ပြောပြတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ဒီဇင်းနှုံးလေးကိုတိုးယူတာမျိုးတွေစေယုံကတတ်မှတ်ထားတဲ့ဇင်းနှုံးထက်ပိုပြောတာမျိုးတွေလုံးဝမလုပ်ပါဘူး။ တော့ဒီဘိုင်းမှာလူနာရီနဲ့ကျွန်တော်တို့ကြားထဲမှာတရားရလိုက်တော့ဒါ transparency ရှိတယ်ဆိုတာကိုကျွန်တော်တို့ပြီးတော့ပြောပြထားတာဖြစ်ပါတယ်။ချွန်ချက်အနေနဲ့ကျွန်တော်မြန်မာပြည်ကလာမယ်လူနာရီအနေနဲ့ဒီလေရင်လက်မှတ်ဖြတ်တာတို့ hotel booking ယူတာတို့အဲ့ဒီဝန်ဆောင်မှုတွေကိုအဲကျွန်တော်တို့အနေနဲ့ပြုတ်လုပေးရမယ်ဒီဝန်ဆောင်မှုနှစ်ခုကိုပါထပ်ယူမယ်ဆိုရင်တော့အဲ့ဒီတော့ကတော့ဒီဝန်ဆောင်ကအနေငယ်ကြာတဲ့နိုင်ပါတယ်အဲ့တော့ဒီ channel ဒီစိတ်ကမ်းပြတဲ့ process တွေလုပ်ငန်းစဉ်တွေကတော့အဲကျွန်တော်တို့တည်တံ့ဝန်ဆောင်ကထပ်ပြီးတော့မယူပါဘူးဒါဆိုရင် Luna ကိုကိုယ်တိုင်သွားပြတာနဲ့ ီကျွန်တော်တို့ team နဲ့ချိတ်ဆက်ပြီးတော့တွားပြရတဲ့အဲ့တော့ဘာလဲကွာမလဲဆိုရင်ဒီကျွန်တော်တို့ team နဲ့ချိတ်ဆက်ပြီးတော့တွားပြခြင်းအဖြစ်ဒီနံပါတ်1ကောင်းကျိုးကဘာရမလဲဆိုရင်ကျွန်တော်တို့ team ကဒီမြန်မာဆရာဝန်တဦးနဲ့နော်ကနအူဆွေးနွေးတိုင်ပင်ဝင်ရမယ်အနောက်ခုကကျွန်တော်ခံမှန်းကွန်ကြစေးကိုကြိုတင်ပြီးတော့သိရှိနိုင်မယ်။နောက် appointment ယူတာ booking ယူတာကိုလည်းကျွန်တော်တို့လုပ်ဆောင်ပေးတယ်။နောက် medical check up ဒီ promotion တွေဆိုရင်လည်းပဲနာကြိုတင်ပြီးသိနိုင်မယ်။အဲ့တော့အခုဆိုရင်လည်းဒီ Ranger Red ဆေးရုံမှာ core body check up အတွက်ကျွန်တော် buy one get one promotion ရှိရယ်။အဲ့ အဲ့တော့ဒီအခုဒီနှစ်ဒီဒီဇင်ဘာလောက်ကောင်ဒီရှိတာအဲ့တော့ဒီလို promotion နဲ့ဆိုရင်ဒါအရန်တန်တယ်ဟို buy one get one ဆိုတော့တယောက်စီရင်နောက်တစ်ယောက်က free စစ်ခွင့်ရမှာဆိုတော့ဒါအရန်တန်တယ်ပေါ့နော်အဲ့ဒါကတော့ဒီဂျားဖြတ်ကြောင်းညဝင်တာပေါ့အဲ့တော့ဒီဒီကာလမှာဒီနှစ်မကုန်ခင်မှာ medical check up လုပ်ဖို့ရှိရဆိုရင်အဲ့ဒီ package ကတော့အရန်တန်တယ်အဲ့တော့ဒါလေးကျွန်တော်တို့ဒီလိုမျိုး promotion တွေကိုကိုကကြိုးပြီးတော့သိရှိနိုင်မယ်နောက်နံပါတ်5အချက်ကတော့ကျွန်တော်ဒီစေကန်ပြတဲ့နေ့မှာလူနာကိုကျွန်တော်လေစိတ်သို့မဟုတ်ဒီ hotel အထိပေါ့နော်စေယုံကားနဲ့ လာပြီးတော့ကြိုပေးတာမျိုးလည်းကျွန်တော်လုပ်ပေးတယ်အဲ့တော့ခြွင်းချက်အနေနဲ့ဒီဝန်ဆောင်မှုကတော့ဒီတချို့အခြေအနေမှာတော့မရပါဘူးဒါနံပါတ်6ကောင်းကျိုးကတော့ဒီလူနာစေကံပြတာဒီ medical checkup လုပ်တာရဲ့အတွက်ဒီလိုအပ်တဲ့ဒီမြန်မာစက္ကပြန်ဝန်ဆောင်မှုပေါ့နော်ဒီဝန်ဆောင်မှုကိုလည်းရရှိနိုင်ပါတယ်အဲ့တော့ဒီဝန်ဆောင်မှုကတော့ဒါကိုကိုတိုင်းသွားပြရင်လည်းဒါရရှိနိုင်တဲ့ဝန်ဆောင်မှုဖြစ်ပါတယ်အဲ့တော့ဒါတွေကတော့ဒီကျွန်တော် team နဲ့ချိတ်ဆက်ပြီးတော့သွားခြင်းအဖြစ်ဒါရရှိနိုင်မယ်ကောင်းကျိုးတွေဖြစ်ပါတယ် တော့နောက်ထပ်ခြွင်းချက်တစ်ခုအနေနဲ့ကတော့ဒီတချို့လူနာတွေကဒီကျွန်တော်ဆေးရုံက provide လုပ်ထားတဲ့မြန်မာစကားပြန်အပြင်ပေါ့ဒီကျွန်တော်တို့ data team ကနေပြီးတော့ဒီနောက်ထပ်ဒီမြန်မာဆရာရောစကားပြန်တယောက်ပါထပ်ပြီးတော့လိုချင်တယ်အဲ့တော့ဒီလိုမျိုးဆိုရင်လည်းကျွန်တော်ဘက်ကဝန်ဆောင်မှုပေးပါတယ်အဲ့ဒီလို channel မျိုးဆိုရင်တော့ဒီကျွန်တော် team ကဒီဆရာရောတယောက်ကိုဒီ time ဘက်ကဆေးရုံမှာလူနာတော့ပြတဲ့နေ့မှာကျွန်တော်ကထည့်ပေးလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအဲ့ဒီအတွက်ကတော့ကျွန်တော်တီးတက် ဒီဝက်ဆောင်ကတခုတော့ကျွန်တော်တို့သတ်မှတ်ထားတာမျိုးရှိပါတယ်။အော်ဒါကလည်းဘလောက်ကုန်ကြမလဲဆိုတာကိုလူနာတွေလာပြီးတော့ဒီစုံစမ်းတဲ့အချိန်မှာကျွန်တော်တို့တက်ခါတယ်ပြောပြပါတယ်။အဲ့တော့ကျွန်တော်ဘက်ကအာမခံနိုင်တာကတော့ကျွန်တော်အနေနဲ့လူနာကိုလိုအပ်တာပဲစစ်ဆေးမယ်လိုအပ်တာပဲညွှန်ကြားမယ်အဲ့တော့မလိုအပ်တာတွေကိုလုံးဝမညွှန်ကြားဘူးမလိုအပ်တာတွေကိုလုံးဝမစစ်ဆေးခိုင်းပါဘူးအဲ့တော့မလိုအပ်တဲ့ကုန်ကြမ်းစရိတ်တွေဒီကျွန်တော် team နဲ့ချိန်ဆက်လိုက်လို့မလိုအပ်တဲ့ကုန်ကြမ်းစရိတ်တွေအဲ့တော့လုံးဝမရှိစေရဘူးလို့အာမခံပါတယ်ဒါကျွန်တော်တို့ပေးနိုင်တဲ့အာမခံမှုပဲဖြစ်ပါတယ် အဲ့တော့ဒီကျွန်တော် team နဲ့ချိတ်ဆက်ပြီးတော့ထိုင်းနိုင်ငံမှာစေကံပြခြင်းနဲ့စေယုံစေကံပြခြင်းနဲ့ medical check ကလုပ်ခြင်းနဲ့ဆိုရင်ဒီမှာပြထားတဲ့ဖုန်းနံပါတ်တွေကိုလည်းဒီဆက်သွယ်ပြီးတော့ဆောင်စမ်းနိုင်တယ်လို့ doctor page messenger မှာလည်းလာရောက်ပြီးတော့ဆောင်စမ်းနိုင်ပါတယ်။အဲ့တော့တခြားသိချင်တာရှိရင်လည်းဒီ page messenger မှာလာပြီးတော့မေးမြန်းထားလို့ရပါတယ်။အဲ့တော့တခုရှိတဲ့ကျွန်တော်တို့ဒီ doctor page ကဒီ1.7 million follower ရှိတဲ့ page ကိုလာပြီးတော့ဆက်သွယ်ပေးပါ။ဟောတခြား page အတူတွေလည်းရှိလို့ဖြစ်ပါတယ်။အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်။